ဝင်းညင်းနေဖန်ချုပ်ထည့်ထားတဲ့ထိုင်းနိုင်ငံကနမဲကြီးကိုမတော်ရုံများထိုင်းနိုင်ငံကိုခဏခဏရောက်ပူးတဲ့သူတွေဆိုရင်တော့သူတို့စီကစားသောက်ဆိုင်တွေဈေးဆိုင်တွေကုန်စုံဆိုင်တွေရှင်ဆိုင်တွေရဲ့ကောင်တာမှာ တကယ့်ကလေးနေတူတဲ့ရုပ်လလလေးတွေကိုရှင်ရင်ငွေတွေစင်ပေးထားပြီးတော့တင်ထားတာတွေ့ဘူးကြပါအဲ့ဒီအယုံလေးတွေကိုအလားတသက်ထားကြတာမဟုတ်ပါဘူးတကယ့်ကလေးငယ်ရွေတိုင်းလှပထားတဲ့ဒီအယုံလေးတွေထဲမှာ တကယ့်ကလေးဝိညာဉ်တွေကိုချုံနောင်ထားပြီးတော့ထည့်ထားကြတာပါထိုင်းလိုကုမန်ထောင်ကလေးနဲ့ဆောင်ရုပ်တွေလို့ခေါ်ပါလေ ထိုင်းတွေကနက်ကိုခွေတဲ့နေရာမှာတိတ်ကိုကြောက်စရာကောင်းအယူသီးကြပါတယ်။အော်လန်လိုက်စာမှုကလည်းသူများနဲ့လုံးဝမတူဘဲနဲ့တစ်ဖက်ကံခံတူးချွနေသူတွေပါ။ဒီကိုမန်ထောင်တွေကိုထိုင်းကနမဲကြီးအောင်လန်ဆရာကြီးတွေလော်ဂီအစီရင်ကျန်းကျင်သူတွေကအဓိကလှုံ့ဆော်ကြပါတယ်။ထိုင်းနေတဲ့ယူဆတမျိုးကကိုဝင်ဆောင်တဲ့တေဆုံးရင်အင်အားကြီးဆုံးရဲဆက်ဆုံးကိုကျွေးမုံတီးနေတဲ့တရေဖြစ်ကြတယ်ဆိုတာပါပဲ။ဒါကြောင့်ကိုမန်ထောင်တွေကိုပြကြသွားတဲ့တဲ့တောင်ဒါမှမဟုတ်မွေးကစားကလေးတွေကိုစတဲ့ပြီးတော့လှုပ်ခဲကြပါတယ်။ အယုတ်ကိုမောင်းတိုးပြီးတော့ကလေးဝိညာဉ်လေးတွေကိုချုပ်ထားကြပါတယ်။ရှေးတုန်းကကုမန်ထောင်စီရင်ဒီကတော့ကြောင်းစရာကောင်းလာပါတယ်။စီရင်မဲ့သူကရဟန်းစင်းမြင့်နဲ့အောက်လန်းစရာဖြစ်ဖို့လိုပါတယ်။ ဒီဆရာကညတန်ကောက်မှာကိုဝင်ဆောင်မိမကိုမြုပ်ထားတဲ့နေရာစီသွားပြီးတော့တယောက်တည်းလောင်းကိုဖော်ရပါတယ်။ပြီးတော့ဘိုက်ခွဲပြီးတော့တရေသားကိုယူပြီးတာနဲ့ကလေးမေတင်းမရှာလုံးတွေ့တယ်။လုံုံတဲ့နေရာကိုသွားပြီးတော့တညလုံးဒီတရေလောင်းကိုခြောက်ပြီးတော့ကြုံသွားတဲ့အချိန်မိမရင်းနဲ့ကားရီယူပြီးတော့ဆင်ရတာဖြစ်ပါတယ်။ဒီယူဝါတာကလွန်ခဲ့တဲ့အယုဒ္ဓယာမပေါ်ခင်နှစ်900ခရဲကရှိခဲ့တာပါ။အခုကတော့ဘလို့စီလည်းမသိပေမဲ့အရင်ကလိုတော့မလုပ်ကြတော့ဘူးလို့ပြောကြပါတယ်။တေယုတ်လေးတွေရဲ့ထူးခြားချက်ကမျက်လုံးတွေပါ သူရဲ့မျိုးလုံးတွေကရန်တက်ဝင်ပါတယ်။တရယုတ်လေးတွေကိုတကယ်ကိုကလေးလိုချစ်ခင်မဲ့ချင်တာမဲ့စောင်းရှောက်မဲ့ဆိုအိမ်လုံးကြုံလာစီမောတက်တာဖြင့်အကြအမြင်အတိတ်နမိတ်နဲ့အနာဂတ်ကိုလည်းကြိုးပြပြတယ်လို့ဆိုကြပါတယ်။အယုတ်ဈေးတွေကလည်းထိုင်းပန်းဝင်နေတွက်ရင်တော့ တင်းကြည့်ကြပါလေကြားရဖြစ်ရများပြစ်ထားလို့လည်းရှိခဲ့မှုပါတယ်တခါကဆိုနောက်တိုင်းကဆုံးတဲ့တဲ့ကထိုင်းကနေချစ်လို့ဝဲသွားတဲ့ကူးမှန်ထားအယုတ်လေးကမြားဆွေလမ်းထားလျှောက်တာတွေနောက်ဖေးကမုံနေခဏခဏပြောက်ပြီးတော့အယုတ်နာ ရောက်နေတာတွေ CCTV မှာတွေ့ခဲ့ရမှုပါတယ်နောက်ဆုံးကြောက်လို့တနေရမှာသွားပြစ်တဲ့အခါမှာနောက်နေ့အိမ်ပြန်ရောက်နေရတာတွေစရှိတဲ့ဖြစ်ရမျိုးတွေပါဖြစ်ခဲ့ပါတယ်ဘလို့ပဲဖြစ်ဖြစ်ဘဝကူမဲ့ဝိညာဉ်တွေကိုဖန်ဆုပ်ပြီးတော့ကိုကြိုးတန်းအသုံးချရဲဆိုတာကမကောင်းတဲ့လုပ်ရတစ်ခုလိုပဲဆိုရမှာဖြစ်ပါလိမ့်ရှင်